ခင်တူးတဲနဲ့နတ်တဝီနပါမပေါက်ဖွာလာပြီး အမျိုးတော်ဆက်ကြတဲ့နဂါးနဲ့ဂလုံးနှုတ်ရဲ့မူလကဘေကနေစဖြစ်လာကြတဲ့လေမိခင်နေရဲ့ပရိပခရိကြောင့်ဂလုံးသားမီတို့ဟာနဂါးသားမီတို့ရဲ့ကျွန်ဖြစ်ရောက်အောင်ပဲအရာကကျွန်အားဖြစ်စေခဲ့တဲ့လေသာရအသက်ဖြစ်စေတဲ့အမျိုးတည်နဲ့ရေရီကို အရာယူပေးရပြီးမိခင်ဖြစ်သူကိုကျွန်ဖြစ်ကနေလွမြောက်ဖို့ ခက်ခဲစွာကြိုးပမ်းရတဲ့ဂျေစုတရားတည်တတ်တဲ့ဂလုံမီစတဲ့အကြောင်းအရာတွေဟာယာစွေမတ်တမ်းမှာဘလို့ရှိခဲ့တယ်ဆိုတာကြည့်ရှုရမယ်။၎င်းနဲ့ဂလုံတို့ရဲ့သွေးချင်းတိုက်ပွဲဟိန္ဒူဇန်ကံမတ်တမ်းအရာလွန်လေပြီးသောအခါကစားရပါထေပီဒွန်လို့ခေါ်တဲ့ယသိကြီးဟာစွမ်းအားကြီးတဲ့တကိုးနဲ့ပြည်စုံပြီးဟိန္ဒူဂျန်ကလာနတ်ဖျားများစွာကိုဖန်ဆင်းပေးတဲ့ ြမဖခင်ကြီးလည်းဖြစ်တယ်။၎င်းယတိကြီးမှာနန်းကထူးနဲ့နန်းဝင်သားလို့ခေါ်တဲ့နတ်ဒေဝီစနီးနှပါရှိခဲ့တယ်။သို့တော့စနီးနှူရောဟာမကြာခဏဆိုသလို စကားများရန်ဖြစ်ကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးမရှိလာပါဘူး။ဒီနေ့မှာတော့ယတိကြီးဟာဇနီးတို့ကိုတောင်းစုတစ်ခုစီတောင်းစီတဲ့နန်းကထူးကမိမိမှာတကောအစွမ်းနေနဲ့ပြေဆုံးတဲ့သာသမီများစွာ ကျွန်းကားပါစေလို့ဆုတောင်းလိုက်တယ်။နဝင်ကြကတော့တာတော်နှစ်ပါးသာတောင်းဆိုပြီးတာတော်နှစ်ပါးတို့ဟာနန်းကထူးရဲ့သားသမီးတွေထံတကောအစွမ်းအားကြီးပါစေလို့ဆုတောင်းလိုက်တယ်။တောင်းဆုတွေတည်တည်ပြုခဲ့ကြပြီးနောက်နန်းကထူးဟာ ဥပောင်းတထောင်ကို မွေးဖွားခဲ့ပြီးနဝင်ကြကတော့ဥနှလုံးသာမွေးဖွားခဲ့တဲ့တယ်။နှစ်ပေါင်း900ကြာပြီးနောက် နန်ကထူရဲ့ဥပေါင်းတထောင်ဟာနဂါးတထောင်ဖြင့်ပေါက်ဖွားခဲ့တယ်။နဝင်တာဟာနန်ကထူရဲ့ဥများပေါက်ဖွားခဲ့ပြီးကိုတရှိရပြီးနောက်စိတ်ပူသွားပြီးမိမိတို့ဥဟာဘာကြောင့်မပေါက်နိုင်သေးပင်ဖြစ်နေတယ်လဲဆိုရာစိတ်မရှိစွာနဲ့ဥနှလုံးထဲကတလုံးကိုခွဲကြည့်လိုက်တဲ့အချိန်မတိုင်မီထုခွဲခံရတာကြောင့်ဥထဲမှာနတ်သားလေးဟာ အင်္ဂါပြေဆုံးခြင်းမရှိပဲ ခန္ဓာကိုယ်တစ်ပိုင်းသာရှိပြီး၎င်းနှစ်သားလေးဟာ အာလွန်လို့အမည်ရပါတယ်။အာလွန်နှစ်သားဟာဥထဲမှပေါက်ဖွားလာပြီးနောက်မိမိမှာခန္ဓာကိုယ်အောက်ပိုင်းမပြည့်စုံတဲ့အတွက်မိခင်နှဝင်သားဟာမိမိကိုယ်အင်္ဂါမပြည့်စုံမေဒုက္ခိတာဖြစ်မွေးစေခဲ့တဲ့ဆိုကအတော်ဆိတ်ဆိုးခဲ့တဲ့အာလွန်နှစ်သားဟာ အလွန်ဆိတ်ဆိုးသွားတာကြောင့်မိခင်ဖြစ်သူကိုနန်းကထူရဲ့ကျွန်အဖြစ်နှစ်ပေါင်း900ခံရပါစေလို့ကျင်းစာတိုက်ခဲ့ပြီးကျင်းစာကနေလွတ်မြောက်ဖို့ဂျန်နေဦးကနေပေါက်ဖွာလာမဲ့ဒါရော်ရဲ့အထုတ်ကျိုးပန်းမှုကြောင့်သာကျင်းစာကနေလွတ်မြောက်နိုင်ပါစေဆိုပြီးထပ်ပြောခဲ့တယ်။နတားဟာမိခင်နန်းဝင်တာကိုကျင်းစာတိုက်လိုက်ပြီးနောက်ကောင်းခင်ထက်ကိုပြန်သက်သွားပြီးအဝေးကိုထွက်သွားခဲ့တယ်။ နောက်ပိုင်းမှာ အာလောနတာဟာ နေနတ်မင်းကြီးရဲ့မြင်းလဲတော်ထိန်ဖြစ်လာခဲ့တယ်လို့ကျမ်းဂန်မှာဖော်ပြထားပါတယ်။အဲ့ဒီနောက်နဝင်တာဟာဂျန်နေဥတလုံးကို အလိုလိုပေါက်လာအောင်စိတ်ရှည်စွာဆောင်ဆိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့နန်းကထူးနဲ့နဝင်တာတို့ဟာနေနတ်မင်းကြီးရဲ့စီးတော်ရင်မှမင်းတွေဟာဘာရောက်ရှိတလဲဆိုတာခမန်တန်ကစားကြတဲ့။နဝင်တာဟာ မင်းတော်ဟာတကိုယ်လုံးအဖျူရောင်ရှိတယ်လို့ခံမှန်းပြီးနန်းကထူကတော့မင်းတော်ဟာ အနဲ့ရောင်ရှိတယ်လို့ပြောတဲ့အဲ့ဒီလိုအမြင်မတူကြပြန်တော့အချင်းချင်းစကားများကြပြီးစိန်ခေါ်မှုတွေအထိဖြစ်ကုန်ကြတယ်။ဒေဝီနှပါတို့ဟာအချင်းချင်းစိန်ခေါ်ကြပြီးမြင်းအယောင်ကို ခမန်းလို့မားသွားတဲ့သူကအယောင်မန်ကိုခမန်းနိုင်တဲ့သူစီမှာကျွန်ခံရမယ်လို့လောင်းကြီးလောက်ကြတဲ့ အဲဒီနောက်နန်ကထူဟာပြည့်ရဲတုံးပြီးစင်ခေါ်ပွဲကြီးနိုင်အောင်လှုပ်ဖို့ကြံစီပါတော့တယ်။နန်ကထူဟာမိမိသားသမီးတွေဖြစ်တဲ့နဂါးတထောင်နေစီသွားပြီး အနှံရောင်မြင်းဖြစ်ဖန်ဆင်းစေပြီးနေနဲ့မင်းရဲ့မြင်းတော်တွေကြားနေစီခဲ့တယ်။နောင်နေမနက်မှာတော့ဒေဝီနှပါတို့ဟာစင်ခေါ်ထားကြတဲ့အတိုင်းနိနတ်မင်းကြီးရဲ့မြင်းတော်ရီစီသွားလိုက်တဲ့အခါမှာတော့ ယင်းတို့ဟာအနဲ့ရောင်ဖြစ်နေတာကိုတွေးလိုက်ကြတယ်။အဲ့ဒီနောက်နန်းဝင်တာဟာအာလိုနတားရဲ့ဂျင်းစာအတိုင်းနန်းကထူးရဲ့ကျွန်အဖြစ်ရောက်ရှိသွားပါတော့တယ်။ဟိန္ဒူကျမ်းဂန်များအရနန်းကထူးရဲ့သားများထဲမှာတပါးဖြစ်တဲ့စေစနာကဆိုတဲ့နဂါးဟာနဝင်တာကို အနံ့ရဖို့မိခင်ဖြစ်သူနဲ့မိမိနဂါးညီကိုမောင်နှမတို့ရဲ့ ပရိယလုံးရက်တွေကိုတဘောမကြတာကြောင့်ဝေးရွာကိုထွက်သွားပြီးအေးချမ်းတဲ့အရက်မှာတရားဘာဝနာများကျင့်ကြံကစွမ်းအားကြီးတဲ့ဒကာမင်းအဖြစ်ကို ရောက်ခဲ့တယ်လို့ဖော်ပြထားခဲ့ပါတယ်။ဒကာမင်းရဲ့တရားအားထုတ်မှုကြောင့်အစွမ်းအားကြီးတဲ့ရွှေရံဥကောင်းတထောင်ဒကာမင်းအဖြစ်ပြောင်းလဲသွားပြီးဒကာမင်းနဲ့အနက်စွမ်းအားအကြီးဆုံးအနန္တနဂရနဂာမင်းလို့ခေါ်တွင်ခဲ့ကြတယ်။ ထိုအခါမြမမင်းကြီးဟာသီလဓမာတိအစွမ်းအားတကိုးကြီးတဲ့အနန္တနာဂရနဂါမင်းကြီးအကြောင်းကြားသိခဲ့ပြီးနောက်၎င်းနဂါမင်းကြီးကိုငွေရောင်တမုတ်တရားရဲ့အလဲဘဟုမှာစောင်းရှောက်စေတဲ့အပြင် နာလာယနနမင်းကြီးရဲ့ပလင်အဖြစ်သို့လဲနေစေခဲ့တယ်။ နှစ်ပေါင်း900ကြာမြင့်ခဲ့ပြီးနောက်နဝင်တရဲ့ကြမ်းရှိနေတဲ့ဥတလုံးဟာ တဖြည်းဖြည်းအကွဲကြောင်းပေါ်လာပြီးအတွင်းထဲမှာရွှေရောင်အလင်းတန်းများပါထထွက်လာခဲ့ပြီးနောက်မှာတော့၎င်းဥထဲမှာကြီးမားတဲ့ခနာကိုရှိပြီး တကောအစွမ်းများနဲ့ပြည့်စုံတဲ့ဂလုံးမင်းဟာ ကောင်းကျင်ထက်သို့ပြန်တန်းထွက်ပေါက်လာခဲ့တယ်။ ကလုံးမင်းဟာမိခင်ဖြစ်သူနဝင်တာဟာနန်းကထူနဲ့နဂါတို့ရဲ့ဂျုံဖြစ်နေတာကြောင့်မိမိတီလေမိခင်ကဲတို့နဂါတို့ရဲ့ဂျုံဖြစ်သူရောက်ရှိသွားခဲ့တယ်။ကလုံးမင်းကိုနန်းကထူနဲ့နဂါတို့ကမကြာခဏဆိုသလိုသမုတ်တရားရေးပြင်ကိုကြော်ဖြတ်ပြီးတစ်ဖက်မှာရှိတဲ့တောင်တန်းစီခေါ်ဆောင်ပေးဖို့အမြင်ခိုင်းစီတတ်ကြတယ်။ဒီနေ့မှာတော့ဂလုံးမင်းဟာမိခင်နဝင်တာကို မိမိတို့ဟာဘာကြောင့်ငကားနဲ့သူတို့ရဲ့ကျွန်းဖြစ်နေရတယ်လဲဆိုတာကိုမေးလိုက်ပြီးနဝင်တာဟာအကြောင်းဆုံးပြောပြလိုက်တဲ့အခါမှာတော့ဂလုံးမင်းဟာမိခင်ကိုဂယုနာတတနာပြီးဂျိန်စာကနေလွတ်မြောက်အောင်နီလန်းရှာဖွေဖို့ငကားရီစီသွားမေးလိုက်တဲ့ငကားတို့ကလည်းအတင်နဲ့မိခင်တို့ ကျင်းစာကနေလွမြောက်ချင်နေဆိုရင်ငွေရောင်သမုတ်တရားအလဲကအမြုတ်တေနဲ့ရေကိုကျွန်ုပ်တို့စီယူဆောင်ပေးနိုင်ရင်လွမြောက်နိုင်မယ်လို့ဆိုလိုက်ကြတဲ့။ဂလုံမင်းကလည်းငကားရီလိုချင်တဲ့အမြုတ်တေနဲ့ရေကို အရယူဖို့ဆုံးဖြတ်လိုက်ပြီး၎င်းအမြုတ်တေနဲ့ရေကိုသွားယူဖို့ကြံတန်းခက်ခဲဒီကိုတည်ပင်မယ်လေမြခင်ဂျေစုတည်တံမှုကြောင့်တေဝေချင်းမရှိပေချက်ချင်းအထက်ကောင်းကင်ယံသို့ပြန်သက်သွားခဲ့တယ်။ အထက်နှက်ပြေရောက်သွားတဲ့ဂလုံမင်းဟာပင်ကိုတကိုးစွမ်းအားကြီးတဲ့အတွက်တောင်ပန်တစ်ချက်ခတ်လိုက်တိုင်းဖုံထစေတဲ့အတွက်နတ်သားပေါင်းတို့ဟာဂလုံကြီးနှက်ပြေကြီးရောက်လာနိုင်တာကိုအံ့ဩထိတ်လန့်သွားကြပြီးအစွမ်းထက်လက်နက်မျိုးစုံနဲ့ဂလုံကြီးကိုတားဆီးတိုက်ခိုက်မှုတွေလုပ်ခဲ့ကြတယ် ဂလုံးပဲတိုက်ခိုက်ကြပါစေဂလုံးချင်းရဲ့တကိုးစွမ်းအားဟာမြပြတာကြောင့်နှက်တွေရဲ့လက်နက်များကြောင့်အနေငယ်မှမထိခိုက်ပေဂလုံးကြီးတကိုးစွမ်းအားနဲ့ပြန်လည်တိုက်ခိုက်တားဆီးတဲ့ခါမှာတော့နတ်ဒီဝါတို့ဟာလက်လျှော့နောက်ဆိုလိုက်ရကြတယ်အဲ့ဒီနောက်ဂလုံးမင်းဟာ အမြင့်တေနဲ့ရည်ရှိတဲ့နေရာကိုရောက်တဲ့ခါမှာတော့ပထမဆုံးကြုံရတဲ့တားဆီးမှုက နေလုံးကြီးကဲ့သို့ပူပြင်းပြီးအနာကလာတဲ့အရာမှန်သမျှအယိုးမချမ်းအောင် လောင်ကျွမ်းစေတတ်တဲ့မီလုံးကြီးပဲဖြစ်တယ်။၎င်းမီလုံးကြီးကိုရင်ဆိုင်ဖို့အတွက်ဂလုံမင်းဟာနှုတ်တိပေါင်းတစ်ထောင်ကိုဖန်ဆင်းလိုက်ကသမုံတရားထဲမှာရေကူငုံပြီးမီလုံးကြီးကိုငိမ့်တက်လိုက်တယ်။ဒုတိယအသားစီးကတော့ အေယာမဆက်ကြာဓာတ်ဆက်ကြီးဖြစ်ပြီးဂျွန်ထက်တဲ့ဓာတ်သွားတွေနဲ့ထီမိတဲ့အရာတိုင်းကိုတစ်ချက်တည်းခုတ်ထစ်နိုင်တဲ့အစွမ်းပဲဖြစ်တယ်။ဂလုံးမင်းဟာမိမိခနာကိုကို အသေးဆုံးဖြစ်အောင်ကြုံလိုက်ပြီးဓာတ်ဆက်ကြားထဲမှာဖြတ်သွားနိုင်ခဲ့တယ်။နောက်ဆုံးအသားအစီးကတော့နဂါးကြီးနဂောင်းဖြစ်ပြီးနဂောင်းနဂါးကြီးရဲ့အကြီးဆုံးတဲ့အရာမှန်သမျှတို့ဟာကြာမုံဖြစ်တဲ့အထိလောင်ကျွမ်းစီတဲ့အစွမ်းရှိပါတယ်။ ဂလုံးမင်းကြီးဟာမိမိရဲ့အေယာမအတောင်ပံကိုရိုက်ခတ်လိုက်တဲ့အခါမှာဖုံမုံတိုင်းဖြစ်ပေါ်စေပြီးငကားတို့ရဲ့မျက်လုံးတွေဖုံဝင်သွားတဲ့အခါဂလုံးမင်းဟာငကားကြီးတွေကိုအစိတ်အမွာဖြစ်အောင်ကိုက်ဖြတ်လိုက်တဲ့အတားအဆီးတွေဖြတ်ကျော်သွားပြီးနောက် ကလုံးမင်းဟာ အမြင့်တေးနဲ့ရီကို အရယူနိုင်ခဲ့ပြီမေမတော့ပဲမိခင်စီပြန်သွားတာကိုနလာယနာနမင်းကြီးမြင်သွားတဲ့အခါ ဂလုံးမင်းရှိကိုကိုထင်ပြလိုက်ပြီးအတင်ဂလုံးမင်းဟာမိပအပေါ်တီးတက်ပြီးဂတိပေးထားတဲ့အတိုင်းငကားရေစီကို ယူဆောင်သွားပေးနေတာကိုကျွန်ုပ်သိရှိရတယ်လို့ဆိုကားဂတိတစ္ဆာတည်တဲ့ဂလုံးမင်းကိုလေးစားတဲ့အနေနဲ့ဂလုံးမင်းကိုစုနှစ်ခုတောင်းဖို့မိတ်ဆွေလိုက်တဲ့ဂလုံးမင်းဟာပထမတောင်းစုအနေနဲ့အမြူတေနဲ့ရေမတောက်ပဲထာဝရအသက်ရရှိပါစေ။ ဒုတိယတောင်စုကတော့နလာယနာနမင်းကြီးရဲ့အထက်မှာနေရပါစေလို့ဆုရီတောင်းလိုက်တဲ့နမင်းကြီးလည်းဂလုံးမင်းရဲ့တောင်းဆိုမှုအတိုင်းအမြင့်တေနဲ့ရေမတောင်းရပဲသာရအသက်ကိုရရှိခဲ့တယ်။နောက်တောင်းဆိုတစ်ခုအနေနဲ့ဂလုံးမင်းတစိမ့်ပါအလန်တော်ကိုပြတ်သက်အထက်မှာလွင့်ထူစေခဲ့တယ်။ဂလုံးမင်းကမမေတောင်းဆိုတဲ့ဆုအတီတီရသွားတဲ့အခါမှာဂျေဆုတုံးပြန်တဲ့အနေနဲ့ လလာယနာနမင်းကြီးကိုစုတစ်ခုတောင်းဖို့ပြောကြားခဲ့တယ်။လလာယနာနမင်းကြီးကလည်းကလုံမင်းကိုမိမိသွားလို့ရခီးကိုပို့ဆောင်ပေးဖို့တောင်းဆိုခဲ့ပြီးအဲ့ဒီနောက်အတီးတီးနှုတ်ဆက်ကြပြီးကလုံမင်းလည်းခီးဆက်ခဲ့တယ်။အကြောင်းဆောင်ကိုတီးလိုက်ရတဲ့တကြားမင်းကြီးကလည်းအမြူတေနဲ့ရေယူဆောင်သွားတယ်။ကလုံမင်းနောက်ကိုလိုက်သွားပြီးအမြူတေနဲ့ရေကိုပြန်ယူဖို့ကလုံမင်းကို တိုက်ခိုက်ခဲ့တယ်။ ကြာမင်းကြီးက အစွမ်းထက်တဲ့ဝချလာလိုခေါ်တဲ့လက်နက်ကြီးများကို အသုံးပြုပြီးဂလုံမင်းကိုဘလိုပဲတိုက်ခိုက်ပါစေဂလုံမင်းမှာထိခိုက်မှု တစုံတရာမဖြစ်ခဲ့ပါအဲ့ဒီနောက်ဂလုံမင်းကတကြာမင်းကိုအသင်းရဲ့လက်နက်တော်ရဲ့အစွမ်းကိုချီးကျူးပါတယ်ဒါကြောင့်မို့ကျွန်ုပ်ရဲ့တောင်ပံမွေးတစ်ခုကိုမြေပေါ်ကျစေပြီးအသင်းကိုလေးစားကြောင်းပြသပါတယ်လို့ဆိုလိုက်ပြီး တကြားမင်းကလည်းတိုက်ပွဲကိုရက်စီပြီးနောက်ဂလုံမင်းကိုအတင်းယူသွားတဲ့အမြွတ်တေနဲ့ရေပြန်ပေးစီခြင်းနဲ့ဘာကြောင့်လဲဆိုတော့နဂါးရေဤအမြွတ်တေနဲ့ရေသာတောက်တုံးလိုက်ရရင်သာရတက်တွေရောက်ကုန်တဲ့အခါနတ်တေဝါတို့ကိုနောက်ပိုင်းပြန်လဲတိုက်ခိုက်မှာကိုစိုးရုံမိတယ်လို့ဆိုလိုက်တဲ့အခါမှာဂလုံမင်းကလည်း ကျွန်ုပ်ဟာဂတိပေးထားတဲ့အတိုင်းဒီအမြင့်တေနဲ့ရေကိုဒကားရီစီပေးလိုက်မှသာမိခင်နဲ့ကျွန်ုပ်တို့ဟာဂျွန်ဖြစ်ကနေလွမြောက်ရမှာဖြစ်တယ်။ဒါပေမဲ့ဒကားရီအမြင့်တေနဲ့ရေကိုတောက်ရတဲ့အထိဂတိပေးမယ်လို့တော့မဆိုထားတဲ့အတွက်ကြောင့်အတင်းတကြားမင်းကအမြင့်တေနဲ့ရေကိုဒကားစီကနေပြန်ယူလိုက်ပါလို့ပြောလိုက်တဲ့အခါဒကြားမင်းကလည်းတဘောတူပြီးနောက် ကလုံးမင်းငကားရေကို အလိုရှိတိုင်းဖမ်းယူခွင့်ပေးလိုက်တယ်။အသည်သည်သဘောတူကြပြီးနောက်ကလုံးမင်းဟာငကားရေစီအမြွတေနဲ့ရေပေးဖို့ထွက်သွားခဲ့ပါတယ်။ကလုံးမင်းကငကားရေကိုအသည်တို့အတွက်ဂတိအတိုင်းအမြွတေနဲ့ရေယူဆောင်လာပေးခဲ့ပါပြီ။ဒါကြောင့်ကျွန်ုပ်နဲ့မိခင်ကိုကျုံဖြစ်ကနေလွတ်မြောက်ပေးဖို့ဂတိအတိုင်းပြုပေးပါလို့ဆိုလိုက်ပြီးနောက် နဂါတော်တရေဟာ အမြူတေနဲ့ရေကိုတွေးလိုက်တဲ့အခါမှာဝန္တာအာရဖြစ်ကြပြီးဂတိရတိုင်းဂလုံးမင်းရဲ့မိခင်နဝင့်တာကိုကျွန်ဖြစ်မှလွမြောက်စေခဲ့တယ်။အရာအလုံးဟာအာလောနတာကျင်းစာအတိုင်းဖြစ်ခဲ့ပြီးဒုတိယသားဖြစ်တဲ့ဂလုံးမင်းကပဲမိခင်ကိုကျင်းစာကနေကတင်ပေးနိုင်ခဲ့တယ်။နဂါတော်တရေဟာအမြူတေနဲ့ရေမတော့မီကိုလတ်တန်းစင်ရဲ့ ရေကန်မှာရေချိုးဖို့ရှင်းနေကြတဲ့အချိန်ကြကြမင်းဟာနဂါးရေကြားထဲဟန်ဆောင်နေရင်အမြွတီနဲ့ရေကို ပြန်လည်ရယူနိုင်ခဲ့တယ်။နဂါးရေဟာကိုလတ်တန်းစင်ပြီးနောက်အမြွတီနဲ့ရေကိုတောက်သုံးဖို့လာတဲ့အခါမှာတော့အမြွတီနဲ့ရေပျောက်ဆုံးသွားတာကိုသိလိုက်ရတယ်။နဂါရုကလည်းစိုးထိုင်းနေတဲ့မြခင်ပြင်ကို အမျိုးတေနဲ့ရေများရှိတဲ့အထင်းနဲ့ရှက်ကြတဲ့မြက်ပင်တွေရဲ့အရွက်ဟာ ဓာတ်သွားလို့ထတ်တာကြောင့်နဂါရိုးရဲ့ရှာဟာနှစ်ခွဖြစ်သွားတဲ့အတွက်အဲ့ဒီကစပြီးနဂါမျိုးနယ်ဝင်းမွေတို့မှလည်းရှာနှစ်ခွဖြစ်နေတာကို တွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့မတန်များအရာကလုံးနဲ့နဂါရိုးဟာရန်သူတွေဖြစ်သွားကြပြီးကြာမင်းရဲ့ပြီးတဲ့စုကြောင့်ကလုံးတို့ဟာအစဉ်အဆက်နဂါရိုးကိုဖမ်းယူစားတောင်းနိုင်ခဲ့ကြတယ်။ ကလုံးတို့ဟာငကားတွေကိုဖမ်းတဲ့အခါမှာကောင်းကင်အထက်ကို ပြန်သက်သွားပြီးအကြောင်ပန်းကို အားနဲ့ခလိုက်တဲ့အခါ ရေပြင်းဟာနှချမ်းကွဲသွားပြီးရေအောက်ကငကားတွေကိုမိမိရဲ့ချွန်ထက်တဲ့ခြေသေးတွေနဲ့ငကားဥကောင်းကိုကုတ်ယူကြတဲ့ကလုံးတို့ဟာငကားရဲ့ပျော့တဲ့ခနာကိုအစိတ်ပိုင်းကိုသာဖိတ်ယူစားတော့ကြပြီးကျန်တဲ့စိတ်အပိုင်းကို သမုတ်တရားထဲပြစ်ချလိုက်ကြတယ် ၎င်းတို့ဟာ ကလုံးတွေရဲ့ရန်ကားနေကာကွယ်နိုင်ဖို့စဉ်းစားကြရင်ကြောက်တုံးကြီးတွေကိုဝမ်ပိုက်ထဲမြှားလိုက်ပြီး အလေးချိန်စီအောင် ပြုလုပ်ခဲ့ကြတယ်။ကလုံးတို့က၎င်းတွေကိုဖမ်းတဲ့အချိန်အလေးချိန်လေးတာကြောင့်မကိုက်ချီနိုင်မဲကလုံးတို့ကပါရေလိုင်းပုတ်ခတ်တန်းကိုခံရတဲ့အတွက်တန်ရာတောင်ရကြကုန်တယ်။ကလုံးတို့ဟာနဂါးတွေကို အရင်အတိုင်းဖမ်းယူစားတောင်းနိုင်ဖို့စဉ်းစားကြတဲ့ တနေ့မှာကိုလုံးတီးရသေးစီသွားခဲ့ကြပြီးကလုံးတို့ကရသေးကြီးကိုကျွန်ုပ်တို့ဟာနဂါးရီကို အရင်လိုဖမ်းယူနိုင်ခြင်းမရှိတော့ပါဘူးရသေးကြီးအနေနဲ့နဂါးရီရဲ့လေဝဲချက်ကိုသိရှိနိုင်အောင်ပြည့်ရသုံးပြီးမိပေးပါလို့ဆိုလိုက်တဲ့ရသေးကလည်းကတိကိုလွယ်ကူစာပေးလိုက်ပြီးမိပေးမယ်လို့ဆိုလိုက်တဲ့ အဲ့ဒီနောက်ငကားတို့ယသိစီလာတဲ့အခါယသိဟာပြည့်ရဲ့တုံးပြီးငကားရီရဲ့လွယ်ဝချက်ကိုမရမကမေးလိုက်ပြီးအသင်းတို့ငကားတွေဟာဘလို့အစွမ်းနေကြောင်းဂလုံးတွေရဲ့ရံကိုကာကွယ်နိုင်တယ်လေမသားရအောင်ပြောပြပါအောင်လို့မြောက်ပေးလိုက်တဲ့အခါငကားရီကလည်းအတင်းရတဲ့ဘဒုကုံမမပြောပြလေနဲ့ကျွန်တော်တို့ဟာအလေးချိန်ကိုစီးအောင်ကြောက်တုံးတွေကိုပိုက်သေးမြူချထားပါဗျ ကလုံးတွင်ကြိုက်ချီတဲ့အခါမှာတော့ကျွန်ုပ်ခနာကိုဟာအောက်ကိုတွဲလျောင်းကြတဲ့အတွက်ကလုံးတို့ကတေးချာမကြိုက်ချီနိုင်တဲ့အချိန်ရေလိုင်းကပြန်လဲရိုက်ချလိုက်တဲ့အတွက်ကလုံးတွေကပါရေအောက်ကိုကျသွားကြပြီးတန်ရာရတေးဆုံးကြတယ်လို့ငကားကပြောလိုက်တဲ့အခါယသေးကလည်းမြောက်ပြင်ချီကျူးလိုက်ပြီးအိုးဒါဆိုရင်ကလုံးတွင်ရဲ့ရန်ကို ကောင်းကောင်းကာကွယ်နိုင်ပြီပေါ့ တကယ်လို့ကလုံးတွေကနဂါးရီကိုပြန်ချချင်နေဆိုရင်ကောအဘဲသူနီးလန်းရှိတယ်လို့ထမှန်မေးလိုက်တဲ့အခါမှာတော့နဂါးတို့ကအတင်ရတိကြီးအခုကျွန်ုပ်ပြောမယ့်အကြောင်းကိုမိသူကိုမှမပြောပြလေနဲ့မဟုတ်ရင်နဂါးရီအလုံးအသက်အန္တရာယ်များစွာထိခိုက်နိုင်နေကျွန်ုပ်တို့နဂါးရီကိုဖမ်းချင်နေဆိုရင်အမီးပိုင်းကနေကြိုက်ချီရမှာဖြစ်ပြီး ်ဦးကောင်းကအောက်ကိုစိုက်တဲ့အခါပိုက်သေးမြိုချထားတဲ့ကြောက်တုံးကြီးတွေဟာအန်ထွက်လာပြီးလိမ့်ချိန်ပေါ်သွားရင်ဂလုံးတွေကဖမ်းဖို့ရနိုင်တယ်လို့ငကားကြီးတို့ရဲ့ကြီးမားတဲ့လဝက်ချက်ကြီးကိုရတိကြီးကတီးလိုက်တယ်။နောက်တနေ့မှာတော့ကလုံးကြီးတို့ဟာယတိတွေစီလာရင်ယတိကလည်းငကားတို့ရဲ့မဟာလိဝတ်ချက်ကြီးကို ပြောပြလိုက်ပြီးနောက်ကလုံးတို့ဟာငကားတွေရဲ့အမိကနေကြိုက်ချီပြီး ဝမ်ပိုက်ထဲကကြောက်တုံးကြီးတွေထွက်ကြသွားတဲ့အခါမှာတော့အရင်လိုဖမ်းယူစားတောက်နိုင်ခဲ့တာဖြစ်တယ်။ငကားနဲ့ကလုံးတို့ရဲ့တိုက်ခိုက်ပုံတွေကိုထိုင်းဖုံချီချောင်းတချို့ရဲ့နေရန်ဆေးရေးပကြီးတွေမှာတွေ့မြင်ရတာဖြစ်ပါတယ်။ဒီနေ့ တင်ဆက်သွားပေးတဲ့အကြောင်းအရာကတော့ငကားနဲ့ကလုံးတို့ရဲ့မူလဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်ရှင်။တကယ်တမ်းတော့ငကားနဲ့ကလုံးတို့ဇလန်းဟာအမျိုးမျိုးပေါ်ပြထားတာကို တွေ့ရပါတယ်။ တချို့တော့အိန္ဒိယ၊အင်ဒိုနီးဟိန္ဒူဘက်ကနေတငယ်ချင်းတို့ ကြားဖို့တဲ့ဇလန်းတွေများရှိခဲ့ရင် post out က comment တွေမှာပြောပြပေးပါဦးနော်။တကယ်၍အချက်လက်များလွှဲမှချင်းသို့မဟုတ်ကြန့်ရှိခဲ့သည့်ရှိသောကျမတို့ဖွေသားများမှတောင်းပန်အပ်ပါရီ။တငယ်ချင်းတို့ဒီဇလန်းလေးများကြိုင်းနေတတ်ရင် like, subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။